င်္ဂလာပါရှင်တမကသတင်းပါဒီနေ့ဂျွန်လ13ရက်နေ့အတွက် People's Spin ရဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်အစ္စရေးတိုက်ခိုက်မှုမှာအီရန်စစ်ဗိုလ်ချုပ်၃ဦးနဲ့နျူကလ িয়ার ပညာရှင်၂ဦးသေဆုံးတဲ့သတင်းထရန့်ရဲ့ဝန်ကြီးကိုမေကွန်းထောက်ဖို့ကြိုးပမ်းတဲ့အမတ်လက်ထိတ်ခတ်ဖမ်းဆီးခံရတဲ့သတင်းဘုံချဲချောက်မှုကြောင့်အိန္ဒိယလေရင် ထိုင်းမှာအရေးပေါ်ဆင်းသက်တဲ့သတင်းဒီသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ရှင်အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အီရန်ရဲ့နျူကလ িয়ার နည်းပညာဆိုင်ရာအဆောက်အအုံတွေနဲ့ ဆက်စကန်တွေထိခိုက်ပျက်စီးရုံသာမကပဲစစ်ဘက်နဲ့အရက်ဘက်ထိတ်တန်းအရာရှိတွေနျူကလ িয়ার ဆိုင်ရာပညာရှင်တွေလည်းတိုက်ဆုံခဲ့ပါတယ်။အီရန်အစိုးရမီဒီယာတွေကအစ္စရေးဟာအရက်သားအေရီးယားတွေကိုပါပိတ်မှတ်ထားခဲ့တယ်လို့ဆက်ဆွဲခဲ့ပြီးအစိုးရနဲ့ဆက်တက်အရာရှိတွေနျူကလ িয়ার ပညာရှင်တွေတိုက်ဆုံခဲ့တယ်ဆိုတာကိုလည်းဝန်ခံခဲ့ပါတယ်။ဂျော်လာ73ရက်မနက်ပိုင်းမှာအစ္စရေးကတိုက်လေရင်အစီး200လောက်အသုံးပြုပြီးအီရန်နိုင်ငံအနှံ့ကမဟာဗျူဟာပိတ်မှတ်တွေကိုချိန်မုံခဲ့ရမှာအီရန်အတွက်ကြီးမားတဲ့ထိုးနှက်ချက်တွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ အထူးသဖြင့်အီရန်ရဲ့ထိတ်တန့်စစ်ဗိုလ်ချုပ်၃ရောက်လောက်တည်ဆုံးခဲ့ခြင်းဟာလည်းအီရန်ရဲ့စစ်ရေးစီမံခန့်ခွဲချိတ်ဆက်မှုတွေကိုအကြီးအကျယ်ထိခိုက်စေမှာဖြစ်ပါတယ်။ပြီးတော့အနည်းဆုံးနျူကလ িয়ার သိပ္ပံပညာရှင်၂ဦးကိုလည်းအီရန်ကဆုံးရှုံးခဲ့ရပါတယ်။အီရန်ကဆုံးရှုံးခဲ့ရတဲ့စစ်ဘက်အရာရှိတွေထဲမှာအီရန်စစ်တပ်စစ်ဦးကြီးချုပ်မိုဟာမက်ဘာဂါရီလည်းပါဝင်ခဲ့ပါတယ်။ဘာဂါရီဟာဖွဲ့စည်းပုံအရအီရန်အစိုးရအဓိပတိအယာတိုလာအလီခါမီနီပြီးရင်အီရန်လက်နက်ကိုင်တပ်ဖွဲ့အလုံးမှာယာရုအကြီးဆုံးပုဂ္ဂိုလ်ဖြစ်ပါတယ်။ ။နောက်ထပ်တည်ဆုံးသူကတော့ဗိုလ်ချုပ်ဟိုစိန်ဆာလာမီဖြစ်ပြီးအီရန်ရဲ့အင်အားအကြီးဆုံးလက်နက်ကိုင်တပ်ဖြတ်တဲ့ဒေါ်လန်ရဲ့အဆောက်တပ်ရဲ့အကြီးအကဲပါ။ဒေါ်လန်ရဲ့အဆောက်တပ်ဟာအီရန်စစ်တပ်နဲ့အဖွဲ့အစည်းပုံတတိတခြားဖြစ်ပြီးနိုင်ငံရဲ့ဒုံးကျည်နဲ့ခင်မီလက်နက်စီမံကိန်းတွေကိုတာဝန်ယူသလိုခါမီနီကိုဓာတ်ရိုက်တစ်ဆာခံပါတယ်။အစ္စရေးရဲ့စစ်စင်ရေးမှာအီရန်စစ်တပ်ရဲ့ဒုတိယစစ်ဦးစီးချုပ်ဂိုလာမာရီရှရစ်ပါတည်ဆုံးခဲ့ရပါတယ်။ဒါအပြင်အီရန်ရဲ့အပ်တန်စွမ်းရည်အဖွဲ့အကြီးအကဲဟောင်းဖာရီဒွန်အဘာစီ တဟီရန်မြို့တော်အခြေဆိုင်အစ္စလာမ်ရဲ့အဇတ်တက္ကရာဥက္ကဋ္ဌနဲ့သီအိုရီအခြေပြုယူဘဗေဒပညာရှင်မိုဟာမက်မာဒီတာရန်ချီတို့ဟာလည်းအစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုတွေအတွင်းမှာအသက်ဆုံးရှုံးခဲ့ကြောင်းသိရပါတယ်ရှင်။သတင်းစာရှင်းလင်းပွဲတစ်ခုမှာအမေရိကန်ပြည်တွင်းလုံခြုံရေးဝန်ကြီးကဂျားပြတ်မေကွန်းနဲ့မေးဖို့စ조사ခဲ့တဲ့အမေရိကန်အထက်လွှတ်တော်အမတ်တူဟာ Federal Agent တွေကအင်အားသုံးပြီးဆွဲထုတ်တာလက်ထိတ်ခတ်ဖမ်းဆီးတာတွေခံခဲ့ရပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်ကိုစားပြုအထက်လွှတ်တော်မတ်အဲလတ်ဘာဒယ်လာကိုဖက်ဒရယ်အေဂျင့်တွေက Los Angeles မှာရှိတဲ့သတင်းစာရှင်းလင်းပွဲခန်းမထဲကနေအထက်မှဖေရှားခဲ့တဲ့ဗီဒီယိုဖိုင်တွေလူမှုကွန်ရက်ပေါ်မှာပြန့်နှံ့လာခဲ့တဲ့နောက်အမေရိကန်ရဲ့အဓိကနိုင်ငံရေးပါတီကြီးတစ်ခုကြောင်းမှာအပြန်အလှန်စကားဆက်ထုံမှုတွေမြင့်တက်လာခဲ့ပါတယ်။ဂျော်လာဆန်နီရဲ့နေတော်ကအမေရိကန်ပြည်တွင်းလုံခြုံရေးဝန်ကြီးခရစ်စတီနိုအမ်ကကယ်လီဖိုးနီးယားပြည်နယ် Los Angeles ကဆန္ဒပြပွဲတွေကိုဖက်ဒရယ်အစိုးရကကင်တွယ်ခဲ့ပုံတွေနဲ့ပတ်သက်ပြီး Los Angeles မှာရှိတဲ့ FBI ထောက်လန်းရေးဌာနရုံးချုပ်မှာသတင်းစာရှင်းလင်းပွဲလုပ်နေခဲ့တာပါ။အဲ့ဒီနေရာကိုတခြားကိစ္စတစ်ခုနဲ့ရောက်နေပြီးအတိုက်အခံဒီမိုကရက်တစ်ပါတီကိုကိုစားပြုသူပါတယ်လာက Federal အစိုးရရဲ့လုံနီလုံဟန်တွေကိုစိန်ခေါ်မေးခွန်းထုတ်ဖို့စ조사ရာကအင်အားသုံးဖိရှားခြင်းခံခဲ့ရတာဖြစ်ပါတယ်။သူက Los Angeles မှာဖြစ်ပွားနေတဲ့စန္ဒပြပွဲတွေနဲ့ပတ်သက်တဲ့မေးခွန်းတွေကိုအော်ဟစ်ပြီးမေးခဲ့တာပါ။ Los Angeles မှာတရားမဝင်ရွှေပြောင်းအခြေချသူတွေကို ဖက်ဒရယ်အစိုးရကဖြိုခွင်းရာကနေဆန္ဒပြပွဲတွေဖြစ်ပွားခဲ့တာပါဒီမိုကရက်တစ်ပါတီဝင်တွေထိန်းချုပ်ထားရာကယ်လီဖိုးနီးယားပြည်နယ်အစိုးရရောလော့စ်အိန်ဂျလိစ်မြို့တော်ဝင် ရုံးကပါတမရဒေါ်နယ်ထရန့်ရဲ့ဖက်ဒရယ်အစိုးရစီကအခုလောဆက်ဖက်မှုမျိုးကိုပြင်းပြင်းထန်ထန်ရှုတ်ချထားကြပါတယ်ရရုပ်တဲတဲဖြစ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာတော့ဝန်ကြီးနိုအမ်ကသတင်းထောက်တွေရဲ့မေးခွန်းတွေကိုဆက်လက်ဖြေကြားသွားခဲ့ပြီးပါရယ်လာကိုအင်အားသုံးဆွဲထုတ်ခဲ့တာနဲ့ပတ်သက်လို့တော့ဘာမှကျမ်းမမပေးခဲ့ပါဘူးနောက်ပိုင်းမှာသူ့ရဲ့ဝန်ကြီးဌာနက ပါဒယ်လာရဲ့လောက်ရဟာလေးစားမှုကင်းမဲ့တဲ့အပြုတ်မူလို့ဝေဖန်ခဲ့ပြီးအထက်လွတ်သောအမတ်တယောက်ရဲ့ဂုံပုံးတွေတောင်ကန့်ညီမှုမရှိဘူးလို့ထုတ်နှက်သွားပါတယ်။ပါဒယ်လာရဲ့ယုံကတော့အထက်လွတ်သောအမတ်ဟာမြေပေါ်ကိုအတင်းဖိအားပေးလဲလျောင်းစီရာမျိုးကြုံခဲ့ရပြီးလက်ထိပ်ပါအခန့်ခံခဲ့ရပေမယ့်နောက်ဆက်တွဲဖမ်းဆီးမှုတော့မရှိခဲ့ကြောင်းကြေညာပါတယ်။ပါဒယ်လာကိုယ်တိုင်ကတော့အထောက်အထားမဲ့ရွှေပြောင်းခြေချသူတွေကိုလွန်လွန်ကျွန်ကျွန်ပြစ်မှတ်ထားဖမ်းဆီးနေတာကိုစန့်ကျင်ကြောင်းပြောကြားသွားခဲ့ပါတယ်။ Los Angeles မြို့တော်ဝန် Karen Base က ဖက်ဒရယ်အေဂျင့်တွေရဲ့လောက်ရဟာအရန်လွန်ပြီးဆက်ဆုပ်စရာဖြစ်တယ်လို့ရှုတ်ချခဲ့ပါတယ်။ဒါဟာတမရထရန့်ရဲ့အစိုးရကတရုတ်မှန်ကိုပြသလိုက်တဲ့တိုက်ခိုက်မှုလို့လည်းသူကဆိုပါတယ်။တစ်ဖက်မှာတော့အင်ဖြူရောကပါရီလာရဲ့လောက်ရကိုကမူမှန်ခဲ့တာလို့ဝေဖန်ပြီးတကယ်အဖြေတွေကိုလိုချင်တာမဟုတ်ပဲလူတွေအာယုံဆိုင်အောင်စတန့်ထွင်ခဲ့ယုံတာဖြစ်တယ်လို့ဆွဆွဲသွားခဲ့ပါတယ်။ဒီမိုကရက်တစ်ပါတီကစားပြုပြီးပြီးခဲ့တဲ့ရွေးကောက်ပွဲမှာထရန့်ကိုရှင်ပြိုင်ခဲ့သူဒုတိယသမ္မတဟောင်းကာမလာဟာရစ်ကော ပါရလာဟာသူ့ကိုပြည်သူတွေကယုံကြည်အနှင်းထားတဲ့အခြေအနေအရဖက်ဒရယ်အစိုးရရဲ့လူဝင်မှုကြီးကြပ်ရေးမူဝါဒတွေကိုမေကွန်းထုတ်ပိုင်ခွင့်အပြည့်ရှိကြောင်းထောက်ခံခဲ့တယ်လို့ပါရလာကိုအတင်းအကျပ်ဖယ်ရှားတဲ့လောက်ရဟာရှက်စရာကောင်းပြီးတုံလို့ရမယ့်အာဏာအလွဲသုံးဆောင်မှုလို့လူမှုကွန်ရက်ပေါ်မှာရေးသားထားခဲ့ပါတယ်ရှင်။အင်ဒါရဲမှာဘုံချင်းချောက်စာရှာတွေ့ခဲ့တဲ့နောက်အိန္ဒိယလေကြောင်းရဲ့ခီးတဲ့တင်နေရင်စီဟာထိုင်းနိုင်ငံကိုနောက်ကျောင်းပြန်လည်ပြီးအရေးပေါ်ဆင်းသက်ခဲ့ရပါတယ်။ဂျော်လာ73ရက်နေ့ကအိန္ဒိယလေကြောင်းလိုင်းရဲ့ခီးစင်မှတ် AI379 လေယာဉ်ဟာထိုင်းနိုင်ငံဖူးခတ်မြို့နိုင်ငံတကာလေဆိပ်ကနေပြန်တက်လာပြီးအိန္ဒိယနိုင်ငံဒေလီမြို့တော်ရဲ့အိန္ဒိယဂန်ဒီနိုင်ငံတကာလေဆိပ်စီဦးတည်ခဲ့ပါတယ်။အဲဒီနောက်မှာတော့လေယာဉ်ဟာရုတ်တရက်နောက်ကျောင်းပြန်လှည့်သွားပြီးဖူးခတ်တဝိုက်နဲ့ကပလီပင်လယ်ပြင်ပေါ်မှာဝဲပတ်ပြန်တန်းနေရကိုလေယာဉ်ပြန်တန်းမှုစောင့်ကြည့်ရဲ့ website တွေမှာတွေ့ကြရပါတယ်။နောက်ဆုံးမှာတော့လေယာဉ်ဟာဖူးခတ်မှာအရေးပေါ်ဆင်းသက်ခဲ့ပါတယ်။ထိုင်းမီဒီယာတွေကအခုလိုအထိတ်တလန့်အခြေအနေကြောင်ရတာဟာဘုံထောင်သားကြောင့်ချင်းချောက်စာဆောင်ကို လေရင်ရဲ့အင်သာထဲမှာရှာတွေ့ခဲ့လို့ဖြစ်တယ်လို့ဖော်ပြကြပါတယ်။ Airbus A320 အမျိုးအစားလေရင်ဟာဖူးခတ်ကနေပြန်တက်ပြီးမိနစ်20လောက်အကြာမှပဲနောက်ကြောင်ပြန်လည်လာခဲ့တာဖြစ်ပါတယ်။အရေးပေါ်စဉ်းသက်ခဲ့ပြီးတဲ့နောက်ခရီးသည်တွေနဲ့အမှုထမ်းတွေကိုဒေဇိတ်တာဝန်ရှိသူတွေကသတ်မှတ်ထားတဲ့လုံထုံလုံနီတွေနဲ့အညီစနစ်တကျအချမ်းရံရွှေ့ပြောင်းခဲ့တယ်လို့သိရပါတယ်။လေရင်ပေါ်မှာလူတရာ56ဦးလိုက်ပါခဲ့ပြီးဘုံချင်းချောင်းမှုကြုံခဲ့ရတဲ့အခြေအနေမှာ ်လေရင်မှုကအရေးပေါ်ဆင်းသက်ဖို့ဖူခတ်လေးဆက်ကိုလှမ်းအကြောင်းကြားပြီးခွန့်တောင်းခဲ့တာပါလေရင်ပေါ်မှာတကယ်ပဲဘုံပါလာသလားဆိုတာကိုတော့လောလောဆယ်အတိမပြုတ်နိုင်သေးပါဘူးအိန္ဒိယလေကြောင်းလိုင်းအတွက်တော့လက်ရှိဟာပြဿနာပွေတဲ့ကာလလို့ဆိုနိုင်ပါတယ်လေကြောင်းလိုင်းရဲ့ခီးတဲ့တင်လေရင်စီဟာမနေ့ကဂျွန်လ12ရက်တုန်းကအိန္ဒိယအနောက်ပိုင်းမှာပြတ်ကျခဲ့တာကြောင့်လိုက်ပါသွားသူ242ဦးသေဆုံးခဲ့ပြီးတဦးသာအသက်ရှင်ခဲ့ပါတယ်ရှင် People's Bank ရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးကြတာဖြစ်ပါတယ်ရှင်